အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ Radio NUG ကိုလိုင်းတူရေဒီယိုတွေမှာဘယ်လိုဖမ်းပြီးတော့နားထောင်ကြမလဲဆိုတာလေးကိုကျွန်တော်နမူနာပြပေးမှာဖြစ်ပါတယ်ပုံစံမျိုးစုံနဲ့လာနေတဲ့လိုင်းတူရေဒီယိုတွေမှာတစ်ခုနဲ့တစ်ခုမတူတဲ့အတွက်ကြောင့်မလို့ဒီ Radio NUG ကိုဖမ်းတဲ့အခါအခက်အခဲလေးတွေရှိနေကြတယ်လို့ကြားရပါတယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးသိထားမှာတော့ဘယ်လိုင်းမှာဖမ်းမှာလဲလောလောဆယ်စမ်းသပ်ပြီးလွှင့်နေတာကတော့ line 2 16m 16.1 MHz နောက်တစ်ခု line 2 16m 55.53 MHz တရားနေပြီးတော့လွှင့်နေပါတယ်ဒါဆန်းသက်ပြီးလွှင့်နေတာပါအဲ့ထဲမှာပြထားတယ်16မီတာရော19မီတာရောဆိုတာတွေကိုတချို့ရေဒီယိုတွေမှာရှာမတွေ့ဘူးဆိုရင်လည်းစိတ်မပူပါနဲ့တချို့ရေဒီယိုတွေမှာအဲ့ဒါလေးတွေရေးမထားပါဘူးအရေးကြီးတာကတော့သူ့ရဲ့ line နေဖြစ်တဲ့7.3ခွန်တင်းနဲ့55.53 MHz တွေကိုဘယ်လိုရှာလဲဆိုတာသိရင်ကျွန်တော်ဖမ်းလို့ရပါတယ်နောက်တစ်ခုကတော့ဖမ်းအားဖမ်းအားကောင်းဘယ်လိုလုပ်မလဲဆိုတော့ ဒီလိုမျိုးဖားအကောင်းမှုတွေကအန်တနာကလည်းအရေးကြီးပါရေဒီယိုမျိုးစားနဲ့ quality ကအရေးကြီးပါတယ်အန်တနာကလည်းအရေးကြီးပါတယ်တိုင်းရှိရင်ဖားဖို့ကောင်းပါတယ်နောက်တစ်ခုကတော့အဆောက်အုံနေရန်တွေကဒီရေဒီယိုလှိုင်းတွေကိုတားဆီးဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့အပြင်ဘက်ဒါမှမဟုတ်ရင်ပရင်းပေါင်နာဝန်နာဒါဒီလိုနေရာတွေမှာနားထောင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဖမ်းလို့လွယ်ပါတယ်ဒါပေမဲ့တခုတတိထားရမှာကအိမ်အပြင်မှာဒါမှမဟုတ်ပရင်းပေါင်မှာဖွင့်ပြီးဖမ်းတယ်ဆိုလို့ရှိရင်ကို့အနားမှာဒလန်တွေရှိနေခဲ့ရင်တို့တွေကနေပြီးတော့ တရင်ပေးပြီးတော့ကိုယ်ဒုက္ခပေးနိုင်တယ်ဆိုတာသတိထားရပါမယ်ဒီတော့ဘေးအနေကင်းအောင်အိမ်ထဲမှာနေပြီးတော့ဖားလဲကောင်းဘယ်လိုလုပ်ပြီးနားထောင်နိုင်မလဲဆိုတော့ကျွန်တော်အန်တနာလေးကို area တိုင်းလေးကိုကျွန်တော်ပို့ပြီးတော့အပြင်တိဆက်ဆက်လို့ရအောင်ဆိုပြီးတော့ wire ကျိုးလေးကိုတုံးပြီးတော့ဆွဲထုတ်လို့ရပါတယ်အပြင်တစ်ချောင်းနဲ့ပါတဲ့ wire ကျိုးတိတိလေးတွေအခွေလိုက်လေးရောင်းပါတယ်အလွန်ဈေးပေါ့ပါတယ်အဲ့ဒါလေးတစ်ခုဝယ်မယ်ဝယ်ပြီးတော့အစတစ်ဖက်ကိုဖြန့်လိုက်မယ်အထဲထဲကကြီးကျိုးလေးကိုအစလေးနဲ့ပေါ်ပြီးတော့ area တိုင်းရဲ့ထိပ်မှာတတ်ထုတ်တတ်ထုတ်ခြင်းထိအောင်ပတ်လိုက်မယ် ပတ်ပြီးတော့ကျိုးကိုစမ်းထုတ်မယ်။တစကိုအိမ်အပြင်ထုတ်လို့ရရင်လည်းထုတ်ထုတ်လို့မရရင်လည်းပရင်ပေါက်နာတို့ဘာတို့အဲ့လိုမျိုးနယံနာတကားကြားအနေဖြင့်ထုတ်အဲ့လိုမျိုးအပြင်နဲ့ဆက်ဆက်ပြီးတော့ဆွဲထားမယ်။ကျိုးကိုလည်းရှည်ရှည်လေးဖိအောင်စမ်းထားမယ်ဆိုရင်ဒီရေဒီယိုလှိုင်းကိုဖမ်းတဲ့ area ကျဲလာမှာဖြစ်ပါတယ်။အဲ့တော့ဖမ်းအပူကောင်းလာပါမယ်။ဒါမှမဟုတ်ရင်လည်းအိမ်ဒီမှာတန်ပန်းလို့တန်စကားတို့ရှိတယ်ဆိုရင် area တိုင်လေးကိုအဲ့တထုတွေမှာထိထားရင်ဖမ်းအပူကောင်းနိုင်ပါတယ်။နောက်တစ်ခုသတိထားမှာတော့အိမ်ဒီမှာရှိတဲ့ မိချောင်းချုပ်လိုမျိုးဒီလျှက်စစ်ပစ္စည်းတချို့ကနေပြီးတော့ထုတ်တဲ့ tanlight လိုင်းတွေကဒီ radio လိုင်းတွေကိုနှောက်ရှက်ဖြစ်ပါတယ်အဲဒါကြောင့်အဲ့လိုပစ္စည်းတွေနဲ့ဘိုးဘေးမှာဖမ်းဖို့လိုပါတယ်ဒါကတော့နမူနာဒီ radio လေးမှာ area ကျိုးတစ်ခါတည်းပါပြီးသားပါ clip ပေးနဲ့တိုင်ထိပ်မှာကတ်ထားတယ်ဒါကျိုးလေးပါကျိုးလေးကိုစန့်ထားမယ်နေရန်ထိရောက်အောင် ထုတ်မယ်ဆိုလို့ရှိရင်နေရန်ပြင်ရောက်အောင် ထုတ်မယ်ဒါမှမဟုတ်တကားပေါင်ထုတ်မယ်ဆိုရင်ဖမ်းအပ်ဖို့ကောင်းပါတယ် ချိုကျင်းန်းကျိုးကျင်းန်းယုံနေမှာဆိုလို့ရှိရင်ဒီ area ကျိုးတွေကိုခေါင်းမိုးအစွန်းတစ်ဖက်ကရင်တစ်ဖက်ထိတန်းထားတာမျိုးတွေတွေ့နိုင်ပါတယ်အဲ့ဒါဖားအပို့ပြီးတော့ကောက်ပါတယ်ဒါပေမဲ့အိမ်မှာမိုးကြိုးလွှဲမရှိဘဲနဲ့အဲ့လိုမျိုးခေါင်းမိုးပုံမှာတွားပြီးတော့ area ကျိုးကိုထုတ်ထားမယ်ဆိုရင်တော့မိုးကြိုးပြစ်လိုက်တဲ့အခါမှာမိုးကြိုးကနေကျိုးတွေကနေဝင်လာပြီး radio လည်းဖျက်ဆီးမယ်ဒါမှမဟုတ်ရင်လူလည်းအန္တရာယ်ပေးနိုင်တဲ့အတွက်ကြောင့်မလို့အမိုးပေါ်ထိတော့တင်တာမကောင်းပါဘူးအိမ်နရန်အပြင်ဘက်ကိုထုတ်ထားရင်ကိုတော်တော်လေးဖားအကောင်မှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်လှိုင်းနေချောင်းသွားအောင် ဒါကတော့ client to radio လေးတစ်ခုရဲ့နမူနာပါဒီမှာဆိုရင် FM MW ဒါ median wave ဒါ short wave short wave ဖြာ10ခုရှိတယ်အလုံးပေါင်းရင်12ခုရှိတယ်ဒီမှာ30ဒီမှာ2ဒါက12 band လို့ခေါ်လို့ခေါ်ပါလိမ့်မယ်တချို့တွေကတော့10 band ဆို9 band ဆိုရှိပါလိမ့်မယ်ဘာပဲဖြစ်ဖြစ်အရေးမကြီးပါဘူးအရေးကြီးတာကတော့ကိုဖမ်းမဲ့ client ကသူ့ရဲ့ထဲမှာဖမ်းလို့ရတဲ့ထဲမှာပါဖို့အရေးကြီးပါတယ်နောက်တစ်ခုက သူပြောတဲ့လိုင်းတူ16မီတာ19မီတာဒါတွေကိုတချို့ရေဒီယိုတွေမှာမပါပါဘူးဒီရေဒီယိုမှာကတော့ပါပါတယ်ဘလို့ပြထားလဲဆိုဒီမှာ73ဝန်နေစပြီး85အထိပြထားတာရှိပါတယ်အဲ့ဒီမီတာလေးကိုကြည့်လို့ရပါတယ်အဲ့ဒီမီတာကဘာအသုံးတည်လဲဆိုတော့ခုနကလိုင်းတွေကိုရှာတဲ့အခါမှာဒီမီတာလေးကြီးသိရကြမလို့ဘယ်နှမှာရှာအောင်လဲဆိုတော့အလွယ်တကူသွားလို့ရပါတယ်ဥပမာအဖြစ်16.8 MHz လိုင်းကို16မီတာမှာရှိတယ်လို့ပြောတယ် မီတာဒီမှာ16မီတာရှိတယ်အဲ့တော့16မီတာနဲ့တန်းထားတဲ့ line မှာအဲ့ဒီ line ဟာရှိပါလိမ့်မယ်တချို့တွေကတော့အထက်အောက်ဖြစ်မှာပါဒီမှာကတော့ကန်လန်ဖြစ်ပါတယ်အဲ့တော့စက္ကွန်ဒသမခွန်1ဆိုတော့ဒီစက္ကွန်ဒသမ6နဲ့စက္ကွန်ဒသမ8ကြားဒီနေရာလောက်မှာရှိမယ်ဒါဒီ line ကိုဖမ်းဖို့မီတာနဲ့ကျွန်တော်တို့ရှာလို့လွယ်သွားတာပါနောက်တစ်ခုခုနကလိုပဲ16မီတာမှာတဲ့15.53 MHz ရှိတယ် ဆိုတော့ဒီမှာ19မီတာကိုသွားမယ်15.53ကဒီ line နဲ့မှာရှိမယ်ရှိတော့15.2နဲ့15.45 15.95ဆိုတော့15.45နဲ့15.95ကြားထဲမှာရှိမယ်။ဒါ15.53အတွက်အဲ့တော့ခုနပြောတဲ့ band တွေကလည်းဒီမှာကြည့်လို့ရပါတယ်။သူနဲ့ပတ်သက်တဲ့ band တွေဒီဘေးဘေးမှာရှိပါတယ်။အဲ့တော့ band တွေကိုဘယ်လိုပြောလဲ? F to SW7 လား8လား9လား လုံးနဲ့လုံးမတူပါဘူးငါကတော့7မှာဖမ်းလို့ရပြီသူကျတော့ဘာဖြစ်လို့8မှာဖမ်းလို့ရလဲဆိုဒါတွေကိုသွားပြီးတော့နှိုင်းရှင်နေစရာမလိုပါဘူးကိုရေဒီယိုနဲ့ကိုမတူပါဘူးအဲ့ခလုတ်တွေကဘာလဲဆိုတော့ကိုလိုချင်တဲ့လှိုင်းရှိတဲ့နေရာကိုပြောင်းပေးတဲ့သဘောပါလှိုင်းတွေကအများကြီးဖြစ်တဲ့အခါကျတော့သူကတစ်ခုနဲ့တစ်ခုဝေးဝေးမှာထားပြီးတော့များများဖမ်းလို့ရအောင်ဆိုပြီးတော့ချဲလိုက်တဲ့သဘောပါတချို့လိုင်းတွေကတော့ဒေါင်လိုက်ပြထားပြီးတချို့လိုင်းတွေကတော့ကန်လန့်ပြထားပါဗျာ အဲ့ဒီကိုယ့်ရဲ့လှိုင်းနဲ့ပတ်သက်တဲ့ဘန်းကိုအရင်ရှာမယ်ရှာပြီးတော့ဆိုင်တဲ့ခလုတ်ကိုဘန်းခလုတ်ကိုပြောင်းပြီးတော့မှအဲ့ဒီဘန်းကိုရောက်ပြီးဆိုမှအဲ့ဒီဘန်းထဲမှာရှိတဲ့ frequency ကိုကျွန်တော်တို့ကလှိုင်းကိုကျွန်တော်တို့ကရှာပြီးတော့ဖမ်းတာပါဒါက downlight ပြထားတဲ့ဘန်းတစ်ခုပါဆိုတော့ဒီဘန်းဆိုလို့ရှိရင်ဒါ SW6 မှာဆိုရင်55.1ကနေ55.9ထိရှိမယ်သူကဒီလိုအထက်အောက်ဆိုတော့ဒီလှိုင်းကြီးမှာရှိတဲ့ဒီထဲမှာရှိတဲ့လှိုင်းတွေကိုဖမ်းရင် SW6 ကိုထားပြီးဖမ်းရမယ် ဒီထဲမှာ16.1ကနေ16.18အထိရှိတဲ့လိုင်းတွေကိုဖမ်းမယ်မဂါဟတ်ရှိတဲ့လိုင်းတွေကိုဖမ်းမယ်ဆိုရင် SW7 မှာထားရမယ်ဒါသူ band ကိုယူတဲ့နေပါခုနရေဒီယိုမှာတော့ကန်လာဒီမှာတော့ download ဖြစ်ပါလိမ့်မယ်အဲ့တော့ဒီရေဒီယိုမှာဆိုရင်ခုနပြောသလိုပဲကန်လာဖြစ်ပါတယ်အဲ့တော့ခုန band တွေကဒီဘေးမှာပြထားတယ်တချို့ရေဒီယိုတွေမှာ band တွေကအပေါ်မှာပြထားတယ်နောက်ပြီးတော့ဒါ cloud ကိုရွေးဖို့အတွက် band တွေပါ ဒီ cloud လေးမှာဆိုရင်ဒီမှာအတန်လေးရဲ့ tick လေးရှိမယ်ဒီ tick လေးကဒီ1 2 3 4ဒီ hari နဲ့ရွေးသွားမယ်အဲ့တော့ကိုယ့်ရဲ့ login နဲ့ line ပေါ်တည်ပြီးတော့ band ကိုကျွန်တော်တို့ကြည့်မယ်ဒီ band အတိုင်းလိုက်ပြီးတော့ဒီမှာ cloud ကိုပြောင်းမယ် cloud ကလည်း radio ပေါ်မူတည်ပြီးတော့ဒီနေရာမှာရှိရင်ရှိမယ်ဘေးမှာရှိရင်ရှိမယ်အပေါ်မှာရှိရင်ရှိမယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးလောက်ရမှာတော့ကိုလိုချင်တဲ့ line ရှိတဲ့ band ကိုအရင်ရှာမယ် cloud ကို band cloud ကို အဲ့ဒီခလုတ်ကိုဖြစ်အောင်ပြောင်းမယ်ဆိုတော့ကျွန်တော်တို့စက္ကန့်တသမ0.1 MHz ဆိုဖားမယ်ဆိုရင်ဒီရေဒီယိုလေးမှာစက္ကန့်တသမ0.1တည်ဒီထဲမှာရှိတယ်ဒီနေရာမှာရှိတယ်ရှိတော့သူ့ရဲ့ band ဒီ SW9 ဆိုတော့ဒီခလုတ်မှာ SW9 ဖြစ်အောင်ကျွန်တော်ရွှေ့လိုက်မယ်ခလုတ်ကလေး SW9 ရွှေ့ပြီးပြီဆိုရင်တော့ဂျီဂျားထဲမှာရှိတဲ့ line တွေအကုန်လုံးကျွန်တော်ဖမ်းလို့ရတော့ပါပြီဒီခလုတ်ခလုတ်ကကျွန်တော် SW1 ကြီးမှာထားနေမယ်ဆိုရင်သူဖမ်းလို့ရတဲ့ line တွေ 3.41ခြားထဲမှာပဲရှိပါလိမ့်မယ်။ကိုကဘလောက်ကြီးပဲရွှေရွှေသူကဒီခလုတ်မှာပဲဒီ line နဲ့မှာပဲဖမ်းနေမှာဖြစ်ပါတယ်။နောက်နမူနာတစ်ခု55.53 MHz ဆိုတော့55.53ဒီနေရာမှာရှိတယ်။သူ့ရဲ့ band ကိုကျွန်တော်ရှာလိုက်တော့ SWH ဖြစ်တယ်။ SWH ဆိုတော့ဒီခလုတ်မှာ SWH ကိုကျွန်တော်ရွှေပေးလိုက်မယ်။ အဲ့ဒီ band ကိုရွေးပြီးပြီဆိုရင်တော့ကျွန်တော်တို့ login နဲ့ client ကိုဖားရတော့မှာဖြစ်ပါတယ်အဲ့တော့ခုနလို band ကိုကျွန်တော်အရင်ရွေးလိုက်မယ်ရွေးပြီးလို့ရှိရင်ကို login နဲ့ frequency ကိုပြန်ရှာမယ်စက္ကန့်တမခွန်တခုနပြောသလိုပေါ့နော်စက္ကန့်တမခွန်တကိုကျွန်တော် band က SW9 မှာကျွန်တော်တို့ထားလိုက်ပြီထားပြီးတော့ပြီဆိုရင်ကျွန်တော်ဒီအတန်လေးကိုခွန်တနဲ့အနည်းဆုံးရှာမယ်ရေဒီယိုပေါ်မူတည်ပြီးတော့ပြတဲ့ကဏ္ဍနေရာမတူပါဘူးတချို့ရေဒီယိုတွေမှာ second hand မှာ content တန်းပြီးတော့ရေးထားတာရှိတယ် တချို့တွေမှာရေးထားတာမတူပါဘူးဒီရီဒီယိုလေးမှာဆိုရင် second number count ဆိုပြီးတော့ရေးထားတာမရှိပါဘူးမရှိတော့အနည်းဆက်ဆုံးကဏ္ဍနှစ်ခုအထက်အောက်ကိုရှာမယ်ဆိုတော့ second number count နဲ့အနည်းဆက်ဆုံးအောက်ကဏ္ဍက second number 6တူရက်များတာ second number 8ဆိုတော့ second number count ဒီဒီ number နှစ်ခုကြားထဲမှာရှိမယ်ဒီဘားတန်လေးကိုကျွန်တော်ဒီကြားထဲမှာကစားပြီးတော့ရှာကြည့်မယ်ဒီလိုပဲ15.53ဆိုရင်လည်း သူ့ရဲ့ band ဒီ SWH ဖြစ်မယ်ကျွန်တော်တို့က SWH ကိုရွှေ့လိုက်မယ်ရွှေ့ပြီးပြီဆိုရင်15.53ရဖို့သူ့ရဲ့အောက်ကနား15.45နဲ့15.95ကြားထဲမှာဒီကစားဒီကြားထဲမှာကစားပြီးတော့ line ကိုဖမ်းကြည့်မယ်ဒါကတော့ line ကိုဖမ်းတဲ့ဤပါဒီ radio လေးမှာဆိုရင်ဒါ down light ပေါ့ကျွန်တော်တို့ရှာမဲ့16.81ဒီစက္ကန့် ဒီကြားထဲမှာဖြစ်မယ်ဖြစ်မယ်ဆိုတော့ SWH လို့ပြထားပါတယ်ခလုတ်ကို SWH လို့ပြောမယ်ဒီခလုတ်မျိုးကြတော့သူအထဲထဲမှာအယောင်လေးနဲ့ဘားလေးကပြောင်းနေတယ် SWH မှာဒီအနီလေးဖြစ်နေမယ်ဒီမှာဒီကအနီလေးကဒီကိုရွှေ့မယ် SWH မှာပြမယ်ပြပြီးပြီဆိုရင်ဒီဘားတန်လေးကို second တသမ6နဲ့78တသမ5ကြားထဲမှာကစားပြီးတော့ကျွန်တော်တို့ဖမ်းမယ်ဒါ second တသမ0.1ကိုဖမ်းမှု ဒီရေဒီယိုမှာဆိုရင်16.1သိ16.45 16.9ဆိုတော့ဒီကြားထဲမှာရှိမယ်ရှိမယ်ဆိုတော့သူ့ရဲ့ band ကိုကြည့်တော့ SW8 ဖြစ်တယ်အောက်မှာ SW8 ထားမယ် SW ကိုထားပြီးတော့ကျွန်တော်တို့ဘားတန်လေးကိုဒီကြားထဲမှာထားပြီးရွှေ့မယ်ဒီကလို15.53ကိုကျွန်တော်ဖမ်းနေတယ်ဆိုတော့15.53အထိအပေါ်မှာရှိတယ် ီအဖြူလေးအဖြူလေးထဲမှာမမြင်အောင်တခြားအဲ့တော့ဖြူလေးထဲမှာရှိတာ SW7 ဖြစ်တဲ့အတွက်ဒီမှာ SW7 လို့ထားပြီးတော့ဘားလေးကိုသူနဲ့နှိဆက်တဲ့နာမှာထားရွှေ့ပြီးတော့ဖမ်းမယ်ဒီရေဒီယိုမှာဆိုရင်16.1ကတခါတည်းရေးထားပြီးသားဖြစ်ပါတယ်သူရှိတဲ့ဘန်းကိုကျွန်တော်ကြည့်တော့ SW7 ဖြစ်ပါတယ် SW7 ဆိုတော့ခလုတ်မှာ SW7 ကိုရွှေ့မယ်ဒီတန်လေး SW7 ဒီနေရာကိုရောက်အောင်ရွှေ့မယ် ရှိပြီးလို့ရှိရင်ဒီနေရာမှာထားပြီးဟိုဘက်ဒီဘက်ကစားပြီးတော့ကျွန်တော်တို့ဖမ်းလို့ရပါတယ်55.53ဖမ်းမယ်ဆိုရင်55.53သူကလည်းရေးထားပြီးသားအစင်းင်းရှိပါတယ်အဲ့တော့သူရှိတဲ့ဘန်းကိုကျွန်တော်ရွေးမယ် SW6 ပါ SW6 ကိုရွေးပြီးဒီနေရာလေးမှာမီတာတန်လေးကိုကစားပြီးတော့ကျွန်တော်တို့ဖမ်းပါမယ်ဒီရေဒီယိုကတော့ဒေါင်းလိုက်ပြပါတယ်စက္ကန့်ဒသမ0.1ကဒီနားမှာရှိပါမယ်ဒါစက္ကန့်ဒသမ0.1စက္ကန့်ဒသမ0.1ကဒီနားမှာရှိမယ်သူ့ရဲ့ band ထူရှာတော့ SW7 ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကခလုတ်ကားဒီမှာရှိတယ်ဒီမှာ SW7 ကိုရွှေ့မယ်ရွှေ့ပြီးရင်ဒီမီတာတန်လေးကိုစက္ကန့်တစ်သမခွန်နဲ့စက္ကန့်တစ်သမ8ကြားပေါ့စက္ကန့်တစ်သမခွန်နဲ့နီးနန်းလားအထောက်ကစားပြီးတော့ကျွန်တော်တို့ရှာမယ်ဒါစက္ကန့်တစ်သမခွန်1 55.53ကိုရှာမယ်ဆိုရင်တော့55.53ဒီ55.5 55.6ဆိုဒီနားမှာရှိမယ်ရှိမယ်ဆိုရင်သူ့ရဲ့ band ဒီ SW6 ဖြစ်မယ် အဲ့တော့ SW6 ကိုရွှေ့မယ်ရွှေ့ပြီးတော့15.5ရဲ့အထက်နားနဲ့တွူးမယ်အထက်အောက်ကစားမယ်ဒါဆိုရင်15.53 MHz ကိုကျွန်တော်တို့ရှာလို့ရပါမယ်ဒီရေဒီယိုလေးမှာ7.01ဆိုတော့ဒါ7.05 7.53ဆိုတော့ဒီအောက်မှာရှိတယ်သူ့ရဲ့ band ဒီ SW7 ဖြစ်ပါတယ် အဲ့တော့ SW7 ဆိုတဲ့ cloud layer ဒီဘေးမှာကျွန်တော် SW7 ရအောင်ရွှေ့ပါမယ်။ရွှေ့ပြီးတော့မှ line line ကိုဒီ second သမ9နဲ့ second သမ53ကြားဒီနားလေးမှာကစားပြီးကျွန်တော်တို့ရှာပါမယ်။15သမ53ရှာမယ်ဆိုရင်15သမ45 15သမ65ဒီနားလေးမှာရှိမယ်။သူ့ရဲ့ band ဟာ SW6 ဖြစ်တယ်။ SW6 ဆိုကျွန်တော်ရွှေ့လိုက်မယ်ဒီ cloud လေးကို SW6 ဆိုရွှေ့လိုက်တယ်။ ရွှေပြင်း15.45 65ကြားထဲမှာ93နေရာမှန်းပြီးတော့ဘယ်ညာရွှေ့ပြီးတော့ကစားကြည့်မယ်။ဒါဆိုရင်ကျွန်တော်တို့15.53 MHz ရှိတဲ့ line ကိုဖမ်းလို့ရပါမယ်။ဒါကတော့ Texan ဒီမှာဆိုလို့ရှိရင်လေ second number ကိုတက်ဒီနားလေးမှာရှိပါမယ်။သူရဲ့ band C SW6 ဖြစ်ပါလိမ့်မယ်။ 15.53ဆိုလို့ရှိရင်တော့ SW5 ဖြစ်ပါလိမ့်မယ်15.55ဆိုတော့99နဲ့9နဲ့9နဲ့ခြားတဲ့ဒီနားတော့မှရှိပါမယ်သူရဲ့အတန်လေးကိုဒီလိုကစားဒီနားမှာကစားပါမယ်အဲ့တော့ပထမအဆုံးကျွန်တော်တို့ band ကို16.01ဆိုရင် band ကို SW6 ဆိုရှိမယ်သူရဲ့ခလုတ်ကဒီအပေါ်မှာပါ SW6 ဆိုရှိမယ်15.16.9နဲ့အထက်နားနည်းနည်းလေးမှဒီလိုကစားမယ်15.53ဆိုရင် SW5 ကိုရွှေ့မယ်ဒီဘောခလုတ်လေးကို5ကိုရွှေ့မယ်ရွှေ့ပြီး15.5 9အောင်နာနဲ့နဲ့ short ပြီးတော့ဒီနားလေးမှာကစားမယ်ဒါဆိုလို့ရှိရင်15.5သို့ MHz ကိုကျွန်တော်တို့ဖန်လို့ရပါလိမ့်မယ်ဒါလေးကတော့ digital radio လေးဖြစ်တဲ့ R919 ရဲ့နောက်ကျောပါဒီ radio လေးမှာဖန်လို့ရတဲ့ frequency ကိုဇေယျလေးနဲ့ပြထားပေးပါတယ်ကျွန်တော်တို့က16.1 MHz ကိုဖမ်းမယ်ဆိုရင်16.5နဲ့16.9ကြားထဲမှာရှိတဲ့အတွက် သူ့ရဲ့ဖမ်းလို့ရတဲ့ band C SW7 ဖြစ်ပါတယ်။ဖမ်းရတဲ့ရွှေ့တဲ့ခလုတ်လေးက band ခလုတ်လေးကဒီမှာပါ။ဒီမှာ number 4ပါ။အဲ့တော့ကျွန်တော်တို့ကဒီခလုတ်လေးကို SW7 ကိုရအောင်ရွှေ့ပေးပါမယ်။ရွှေ့ပြီးလို့ရှင်တော့သူ့ရဲ့ tuner လေးကိုကျွန်တော်တို့လှည့်ပြီးရခါကျတော့စက္ကွန်ဒသမ0.1ရအောင်လှည့်ပြီးတော့ဖမ်းလို့ရပါလိမ့်မယ်။တကယ်လို့55.53 MHz ဆိုဖမ်းမယ်ဆိုရင်တော့သူက16မီတာမှာရှိရလို့ပြောထားပေမဲ့ဒီ radio ရဲ့ဖမ်းနိုင်တဲ့ range က55.1ကနေ55.3 3 MHz အထိပဲရှိပါတယ်။အဲ့တော့15.5 MHz သူဖမ်းလို့ရတဲ့ range အပြင်ရောက်နေတဲ့တပည့်15.5 MHz ကိုဒီ radio လေးမှာဖမ်းလို့ရမှာမဟုတ်ပါဘူး။အဲ့တော့ကျွန်တော်တို့16.1 MHz ဆိုရဖို့အတွက်ကျွန်တော်တို့ short wave short wave band SW7 မှာဒီ clip လေးကိုထားပြီးတော့ကျွန်တော်တို့ကျွန်းလို့လိုက်တဲ့အခါမှာတော့16.1 MHz ကျွန်တော်ကျွန်းလို့ရမှာဖြစ်ပါတယ်။ digital မဟုတ်တဲ့ radio လေးတချို့မှာတော့သူကဒီတက်ထားတဲ့မီတာတန်လေးနဲ့သူဖမ်းလေလိုင်းကိုဖမ်းပြီးတဲ့ဂျူနာနဲ့ချိန်ထားတဲ့အချိန်စလေးကနည်းနည်းလေးလွဲနေနိုင်ပါတယ်အဲ့လိုလွဲတဲ့အခါမှာသူကပြောထားတဲ့လိုင်းဥပမာဆိုတော့18.1 MHz မှာလွှင့်နေဆိုပေမဲ့အဲ့ဒီနေရာမှာထိုင်ရင်ဖမ်းလို့မမိတာမျိုးဖြစ်တတ်ပါတယ်အဲ့လိုဖြစ်မယ်ဆိုလို့ရှင်တော့သူပြောထားတဲ့လိုင်းမှာမမိဘူးဆိုအဲ့ဒီလိုင်းရဲ့အထက်နည်းနည်းအောင်နည်းနည်းဆိုတော့18.1ဆိုလို့ရှင်18.8 18.9လောက်ထိရွှေ့ကြည့်မယ် ောက်ကူဆိုလဲစက္ကန့်တသမ6စက္ကန့်တသမ5စက္ကန့်တသမ4အဲ့လိုမျိုးပေါ့အထက်နည်းနည်းအောက်နည်းနည်းရွှေ့ပြီးတော့ကစားကြည့်ပြီးတော့ဟိုပြန်ပြီးတော့ချိန်ယူကြည့်လို့ရပါတယ်ဒါကတော့ radio and and ug ကစမ်းသပ်ပြီးတော့လွှင့်နေတဲ့အကြောင်းပြောထားတာပါ16မီတာစက္ကန့်တသမ9 19မီတာ55.53ဒါစမ်းသပ်ကာလဖြစ်တဲ့အတွက်လှိုင်းတွေလည်းသူပြောင်းကောင်းပြောင်းနိုင်ပါတယ်သူရဲ့ဝက်ဘ်ဆိုက်ကိုတော့သူရဲ့ page ကိုတော့ကျွန်တော်တို့မကြာခဏဝင်ပြီးကြည့်ရမှာဖြစ်ပါတယ် ရဲ့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရေးတော်ဘုံအောင်ရမည်